ခုဗိုလ်မင်းအောင်လှိုင်ကျိုးတုပ်ခံရဖို့လုံခြုံရေးကောင်စီမှာဆွေးနွေးတာ ICC ဘင်္ဂန်တကာ လူတွေအကုန်လုံးလက်မခံနိုင်တော့ရာဇဝတ်မှုကျူးလွန်ခြင်းကိုစီရင်ဖို့အားလုံးပဲမင်္ဂလာပါ update မြန်မာ new channel ကနေကြိုဆိုလိုက်ပါတယ်နေ့စဉ်အများမြန်မာသတင်းထူးသတင်းဥတွေကိုကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ YouTube channel ကို subscribe လေးနေဖို့ပြောကြားချင်ပါတယ်ကျွန်တော်ပြောခြင်းနဲ့ အခြေအနေတခုတော့ရောက်လာပြီအဲ့ဒါကိုကျွန်တော်ပြောမယ်ဗျာ ICC နဲ့ပတ်သက်တဲ့အခြေအနေတွေကိုကျွန်တော်ရှင်းပြအာအဲ့လိုကျွန်တော်ရှင်းပြဖို့အတွက်ဟိုဘယ်လိုပြောမလဲဆိုတော့ဗမာပြည်ကနွားနဲ့နွားကြောင်းသားအဲ့လိုပုံစံမျိုးဖြစ်နေတယ်ဘာဖြစ်လို့လဲဆိုတော့နွားတကောက်နွားတအုပ်ရှိကသွားရင်နွားကြောင်းသားက လေးกว่าသူမဟုတ်ချိန်လုံးတွင် ਨੇ ဘယ်နွားကိုဘယ်လန်းတွားဆိုပြီးတော့နွားចောင်းနေကြတဲ့နိုင်ငံရေးဖြစ်တာဗျတလားပြီးတော့အဲ့ဒီနွားចောင်းတာကကြော်မျိုးမင်းတို့ကြော်ဆိုးဦးတို့လို့ပေါ့ဗျာအဲ့နွားចောင်းတာဘာကြွားလိုက်လေတယ်ဆိုတော့ ဒီနွားဒီလမ်းမသွားကောင်းလားဆိုချိန်မောင်းလိုက်တယ်လို့ရှိတယ်လို့ဒီနွားဒါကိုလှုပ်ဖို့ငါတို့ပြောလိုက်တာကိုဒီနွားလှုပ်တယ်ပေါ့ဥမာလေရင်နဲ့ဘုံကျဲပါပေါ့မြေကြံရပြီပေါ့တက်လားဒီအဲ့လိုမျိုးဗမာနိုင်ငံကဆိုတော့ပြီးတော့မီဒီယာတွေနမယ်တွေနဲ့မီဒီယာပေါ့ဗျာ နော်အဲ့ဒါကြီးတွေကိုခေါင်းစဉ်တတ်ထားပြီးတော့လေဟာဒီအောက်ကပြောတာပြောတော့လေဟိုကင်မရာတစ်လုံးထောင်တောင်းတယ်လီဖုန်းတစ်လုံးထောင်ပြီးပြောနေကြတာတက်လားဆိုလိုချင်တာကဟိုကျွန်တော်ကျွန်တော်ကတော့ရိုးရှင်းတယ်ကျွန်တော်စီယာရုပ်တံထွက်လာရင် အတိအကျဗီဒီယိုဖိုင်နေနဲ့ထွက်တယ်ဗျဟုတ်ပြီနော် ဆိုတော့ဒီနေ့ကျွန်တော်ပြောသွားမယ့်အခြေအနေတဲမှာ ICC အပြင်မြန်မာနိုင်ငံရေးကြော်ယူနောက်ခံတမိုင်းကြောင်းပါသလိုရခိုင်ဒီအကြောင်းလဲပါသွားလိမ့်မယ်ကျွန်တော်တို့ရဲ့ဒီအရခမျိုးကိုမောင်နှမများရဲ့အကြောင်းလဲပါသွားလိမ့်မယ်ကျွန်တော်ကတော့အများကြီးအရှိကြီးအကြာကြီးကျွန်တော်မပြောတတ်ဘူးကျွန်တော်ကတူတူတုတ်တုတ်နဲ့လူရင်းကိုပြောတယ်ကိုယ့်ဘာသာကို အာချဲ့ထွင်စဉ်းစားပေါ့ဗျာဒါဆိုရင်အခုကျွန်တော်တို့ like ကိုစလိုက်ကြအောင်ဗျာနိုင်ငံရေးကိုညီကိုမောင်နှမတွေဘဲလူအချင်းနေမျိုးမှာပဲဖြစ်ဖြစ်ကြားရမြင်ရသိရဒါမှမဟုတ်လဲကိုကိုတိုင်းလှုပ်ဖို့ဆန္ဒရှိလာတဲ့အချိန်မှာเนาะ ညီကိုမောင်နှမတွေကိုကျွန်တော်ပြောနိုင်တဲ့ဥစ္စာကတော့နိုင်ငံရေးကိုခံစားချက်နဲ့ဘတော်မှမစင်စားပါနဲ့နိုင်ငံရေးကိုဉာဏ်ပညာနဲ့ပဲစင်စားခံစားချက်နဲ့စင်စားတဲ့လူတွေအလုံးအကုန်လုံးတားကောင်ဖြစ်သွားတယ်ဗျဉာဏ်ပညာနဲ့စင်စားတဲ့လူတွေကတားကောင်မဖြစ်ခဲ့ဘူး နိုင်ငံရေးလောကတဲကိုခမားတို့ဝင်တာပဲဖြစ်ဖြစ်မဝင်တာပဲဖြစ်ဖြစ်ပြောကြတော့မယ်ဆိုကြတော့မယ်ဆွေးနွေးကြတော့မယ်ဆိုရင်ညီကိုမောင်နှမတွေမြမပြည်တဲကเนาะတပြည်လုံးကညီကိုမောင်နှမတွေကျွန်တော်တိုင်းရင်းသားနာမည်တွေကိုကျွန်တော်မပြောတော့ဘူးကြာအဲ့ဒီညီကိုမောင်နှမတွေကအဲ့ဒီနိုင်ငံရေးကို ခံစားချက်နဲ့လုံးဝမပြောနဲ့ခံစားချက်နဲ့လည်းမမျှော်လင့်နဲ့ဉာဏ်ပညာနဲ့တားလင်ပြောကြဆိုကြမျှော်လင့်ကြပါလို့ကျွန်တော်တိုက်တော်နေဒါဆိုရင်စလိုက်ကြရအောင်ဗျာအခု ICC ကျွန်တော် ICC ကိုအရင်မသွားဘူးဗျာခင်ဗျားတို့ညီကိုမောင်နှမတွေအားလုံးမှတ်မိလိုက်မယ်အချိန်ကြီးက ရိုဟင်ဂျာအရေးဒါဒါသူတို့တက်ထားတဲ့ခေါင်းစဉ်အတိုင်းဒါမဲ့ဗမာနိုင်ငံကဘယ်လွတ်တော်မှာမှလက်ရှိဒါကိုမပြထန်တာဘူးသူတို့တက်ထားတဲ့ခေါင်းစဉ်အတိုင်းကိုကျွန်တော်ပြောတာဆိုတော့အဲ့ဒီအရေးကိုတဲ့အထူးတီးတဲ့ကုလသမဂ္ဂတကားပိတ်ဆွေးနွေးပွဲလုပ်မယ်တဲ့လွန်ခဲ့တဲ့၃ဘက်ကဟုတ်ပြီနော် အဲသုံးပတ်ကျော်သွားပြီကျွန်တော်ကြည့်တာ20နဲ့9ရက်တောင်ဖြစ်သွားပြီโอเคအဲ့ဒီမှာကုလသမဂ္ဂကခွင့်ပြုလိုက်တယ် ICC ကိုမြန်မာစစ်ကောင်းဆောင်တွေရဲ့ရက်ဆက်ရုပ်မှုမှာအမှုကိုတင်သွင်းဖို့ခွင့်ပြုလိုက်တယ်အဲ့ဒီမြန်မာစစ်ကောင်းဆောင်တွေရဲ့ ရက်ဆက်ရုပ်မာမှုကိုတင်သွင်းဖို့ခွင့်ပြုလိုက်တာအဲ့ဒီ UN ရဲ့နောက်ဆုံးတကားပိတ်ကြားနာရေးအဖွဲ့ထဲမှာလုံခြုံရေးကောင်စီအဖွဲ့ဝင် ဖြစ်တဲ့တရုတ်ပါရုရှားသူကိုယ်တိုင်တော့တရားခံဖြစ်နေပြီပူတင်တို့ကโอเคเนาะသူ့ဇာတ်အောင်သူတော်တော်ရှင်းရမယ့်ကိစ္စဒါပေမဲ့တရုတ်က အဲ့ဒီတကယ်ပိတ်အဆွေးနွေးပွဲမှာဒီလိုမြန်မာစစ်ကောင်းဆောင်နေရဲ့ရက်ဆက်ရုံမှမှုကို ICC International Criminal Court လို့ခေါ်တဲ့နိုင်ငံတကာရာဇဝတ်မှုနိုင်ငံတကာလူတွေအကုန်လုံးလက်မခံနိုင်သောရာဇဝတ်မှုကျူးလွန်ခြင်းကိုစီရင်ဖို့တင်သွင်းတာ ခဲလို့ဘာမှလာပြောနေနဲ့ ICC က international crime in a court ဟုတ်ပြီနော် international crime in a court မှာဒါကိုတင်သွင်းလိုက်ဖို့အဲ့ဒီ UN ရဲ့နောက်ဆုံးအခြေအနေမှာတရုတ်တံအမတ်ကြီးက UN တကားပိတ်ဆွေးနွေးတယ်မှာဘာမှကိုမပြောခဲ့ဘူးဒါဆိုရင်ဘောမတွေ ကဲစဉ်းစားကြည့်ပေါ့ဒီဥစ္စာကြီးကကြိုတင်လဲကျင်ညာတယ် UN ကနေပြီးတော့เนาะဒီလူမျိုးတွေကိစ္စဒီရိုဟင်ဂျာခင်ဗျားတို့တို့တက်ထားတဲ့ခေါင်းစဉ်အတိုင်းပဲကျွန်တော်ပြောနေတာအဲ့ဒီလူမျိုးတွေကိုအကျန်းဖက်ရက်ဆက်လူမျိုးတုံးတက်ဖြတ်ခဲ့ပြီးတော့အစုလိုက်အပြုံလိုက်နှင်းထုတ်ခဲ့တဲ့အထဲထဲမှာ အမေရိကန်ရဲ့ပြင်သစ်ရဲ့ဗြိတိန်ရဲ့တစ်ချက်တည်းထောက်ပြတာတဲ့လားအဲ့တစ်ချက်တည်းနဲ့တရုတ်ကအသက်မရှူနိုင်တယ်လို့မြန်မာပြည်ကစကစလက်ရှိဥဆောင်နေတဲ့ဘိုးချုပ်မှုကြီးမင်းအောင်လှိုင်ကိုလည်းပြန်မပြောရဲလောက်အောင်ကိုဖြစ်တာခင်ဗျားတို့ကဘိုးချုပ်မှုကြီးမင်းအောင်လှိုင်လို့ကျွန်တော်ပြောရင်ဟာဒီကောင်ဖားတယ်လို့ထင်နေတာဟာ ခင်ဗျားတို့ကမီဒီယာမှမသိတာဗျာနော်ညီကိုမောင်ညီမတို့ကမီဒီယာအတုံးတုံးကအရန်ကြောက်ဖို့ကောင်းတယ်ဘာလို့ဘိုးချုပ်မူကြီးဆိုတာလောက်ပိုင်ခွင့်အာနာအားလုံးရပြီးတော့မှရိုးရိုးတက်သားတယောက်မဟုတ်ဘူးနော်အဲ့ဒီလိုလောက်ပိုင်ခွင့်အာနာတွေရပြီးတော့မှလုံးလို့ရတဲ့လူဆိုတာပေါ်လွင်အောင်ကျွန်တော်ခေါ်တာ ကဲရပြီလားခင်ဗျားတို့ခံစားချက်နဲ့မစင်စားနဲ့နော်ခင်ဗျားတို့မယုံရင်တငါတဲ့မင်းအောင်လှိုင်ဆိုရင်အမှုပေါ်သွားမယ်အဲ့ဒါလည်းမှတ်ထားဦးလူလိမ်မင်းအောင်လှိုင်ဆိုရင်အမှုပေါ်သွားမယ်ဟုတ်ပြီနော်ဘိုးကျော်မူကြီးမှအမှုကပိုကြီးမှလုံပိုင်ခွင့်နဲ့အာနာသူ့မှာဘလောက်ရှိလဲဆိုတာကို အဲ့ဒီအမှုကပုံပြီးတက်ရောက်တာအဲ့ဒါလည်းမှတ်ထားကြအောင်ဗျာဟုတ်မလားခင်ဗျားတို့ဘာသာခင်ဗျားတို့စာကားစာခေါ်ခေါ်စစ်ခွေးခေါ်ခေါ်ဟိုစစ်ခွေးဥက္ကဋ္ဌခေါ်ခေါ်ခင်ဗျားတို့ခေါ်ခြင်းလို့ခေါ်ဥပဒေကခင်ဗျားတို့ရဲ့ခံစားချက်ကို ဖြည့်ရှင်းပေးတာမဟုတ်ဘူးအဲ့ဒီလူတယောက်မှရှိနေတဲ့ယာဒူးနဲ့လုတ်ပိုင်ခွေးအပေါ်မှာဖြည့်ရှင်းတာ ကဲရှင်းသွားပြီဆိုတော့တရုတ်ကမပြောဘူးလေဘာကြောင့်မပြောလဲတရုတ်ကကျိုးတုတ်ခံထားတဲ့កောင်းနေဆိုရင်သူကလက်ဝတ်လက်စာအဲ့ဒီកောင်းနေစီကသူကခွာလို့ကောင်းတယ်လေဘာရှိရပါဖြစ်သွားလဲဒါဖီဘာဖြစ်သွားလဲအခင်များတို့မျက်လုံးမှာအဲ့တော့တရုတ်ကဝေါ်ထရိတ်တဲကိုမဝင်တောင်မှယူကိုစလာဗီးယားကို အကြီးအကျယ်ကုန်တွယ်ခဲ့တဲ့ကောင်လေအမေရိကန်ဝင်တိုက်လို့အမေရိကန်နဲ့နေတိုးပေါင်းပြီးတိုက်တဲ့အချိန်မှာသူ့တန်ယုံအပြစ်ခံလိုက်ရတယ်လေဘာဖြစ်လို့လဲဆိုတော့ယူဂိုစလာဗီးယားသူ့အများကြီးရနေတယ်လေအားလုံးတန်ယုံနေရုပ်သိမ်းမှု ပြောတဲ့အချိန်မှာသူမထွက်ဘူးလေမထွက်တော့အပြစ်ခံရတာပြဿနာရှာတယ်လေအဲ့ဒါနဲ့ကလင်တန်တို့အစိုးရကကဲဒီပြဿနာကို ရှင်းရှင်းပြောရင်တော့ရှောက်ပြန်တန်ပြီးခြေဝန်းရောက်လှုပ်လိုက်กว่าဆိုပြီးတော့ World Trade WTO တဲကိုတရုတ်ကယူဂိုစလာဗီးယားကြီးမှာသူ့တန်ယုံကြီးအပြစ်ခံပြီးရတော့မှရောက်လာတာလေနှဲ့လို့နည်းနည်းပါပါစဖာအွန်လိုင်းပေါ်တကြောင်းတကြောင်းနေမဖတ်နဲ့ဗျာကျွန်တော်အခုတရုတ်ကဘာလုပ်လဲဆိုဘာရှိရောက်လဲဒီလိုပဲလေဂဒါဖီကိုလည်းဒီလိုပဲလေ စားဘူးတယ်မီလိုဆိုဘစ်ကိုလည်းဒီလိုပဲလေဟုတ်တယ်မလားဆိုတော့ကျိုးတုတ်လိုက်ဒါပေမဲ့အချက်ကြီးတော့မတုတ်နဲ့ဘာဖြစ်လို့လဲဆိုတော့တရုတ်ကကျိုးတုတ်ခံရတဲ့ကောင်စီကလက်ဝတ်ရတနာဖြုတ်တာလေအဲတရုတ်လေအခုဗိုလ်မင်းအောင်လှိုင်ကျိုးတုတ်ခံရဖို့လုံခြုံရေးကောင်စီမှာဆွေးနွေးတာတော့ကြိုမသိပဲနဲ့အခုမှသိရတဲ့ဘဝလေး ဟုတ်လားဟာမဘာသားတွေတရုတ်ဆန္ဒပြလိုက်ပြီးတဲ့အခါကျတော့တရုတ်ဘုံမဘူးရွက်ဖို့တခါပြောလိုက်နေဆိုတော့ခင်ဗျားတို့တိုင်းပြည်ဟာဘိုးချုပ်အောင်ဆန်းဟာကျွန်တော်သူ့ကိုအရင်အတိမတ်ပြုတ်တဲ့အပိုင်းကဟောလူမျက်နှာချိုတွေးရဒီလူမျက်နှာချိုတွေးရကျန်တာခင်ဗျားတို့ဆက်ပြောလိုက်တော့ဟုတ်ပြီနော်တကယ်ကိုမြန်မာပြည်ရဲ့အနာဂတ်ကို တင်ကန်းမချုပ်ပိတ်ဖြူမဝတ်ပဲနဲ့ဟောခဲ့တဲ့နိုင်ငံရေးသမားအဲ့ဒါဘူဇုံဆန်းဘူအောင်ဆန်းတကယ်အောင်ဆန်းအဒီတိုင်းပဲအခုဒီကောင်နေမျက်နှာချို့သွားတွေးတဲ့ကောင်ကလုံုံရေးကောင်စီနောက်ဆုံးအစည်းအဝေးမှာပါတာတော့မပြောဘူးဘာဖြစ်စော့တုတ်တုတ်ကျူးတီတုတ်ရသလောက်တုတ်ငါတို့လေအဲ့ဒီကောင်စီက 老屋老沙也是、啊、老快嘛，老屋老沙时候没有人白菜母咯。